မင်္ဂလာနနက်ခင်းပါစမ်းမချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်ညတူဝရဲ့ပူချိန်ကတော့28ဒီဂရီရှိပြီးတော့32ဒီဂရီရှိတယ်လို့ခန်းစားရရှိနိုင်ပါတယ်နေ့လယ်နေ့ခင်းနေ့မှာဦးအိုက်တဲ့ရာသီဥတုကိုခန်းစားရမှာဖြစ်တဲ့မြင့်ဆုံးပူချိန်က36ဒီဂရီရှိပါမယ်လေရုရည်သွေးကနှိမ့်ကျနေတယ် အပြင်ထွက်သွားလာတဲ့သူတွေအပူချိန်ကိုသတိပြုဖို့ရန်အထူးအရေးကြီးပါတယ်။ဧည့်သည်ဝိပုခြင်းလင်းပြဧပြီလ28ရက်တနင်္လာနေ့2025အလင်းဤသားကဲ့သို့ကျင့်နေကြလောဒီကချက်ဧဖက်ဩဝါဒစာမခွန်အာယူဇာများအပိုင်း34ဖတ်ရင်ကျင့်ချက်ဧဖက်ဩဝါဒစာခန်းကြီး9ခန်းငယ်1မှ8ထို့သို့တင်တို့သည်ဘုရားသခင်ဤချစ်သားဖြစ်ကြသည်နှင့် ဘုရားသခင်ကျင့်တော်မူသည့်ဤသူကျင့်ကြလောခရစ်တော်သည်ငါတို့ကိုချစ်တော်မူသောအားဖြင့်ဘုရားသခင်ရှေ့တော်၌မွေးကြိုင်သော အနှံရှိစေခြင်းကကိုကိုကိုဆက်ကပ်၍ရစ်ပူစော်လျက်ငါတို့အတွက်စွန့်တော်မူသည့်ဤသူတင်တို့သည်မေတ္တာတရား၌ကျင့်လေကြလောမတရားသော မေထုံ၌မိဝဲခြင်းအမျိုးမျိုးသောကိလေသာညှဉ်းညူးခြင်းလောဘလွန်ကျူးခြင်းမှုတို့ကိုတန့်ရှင်းသူတို့သည်ရှောင်တဲ့သည့်အတိုင်း ကားဖြင့်များမဆက်ဆံကြနေမတျော်တော်သောညဉ်ညူပြက်ပြက်ပြက်ရဲသောစကားများကိုလည်းပယ်၍ကျေးဇူးတော်ချီးမွမ်းခြင်းစကားကိုတုံးဆောင်ကြလော မတရားသောမေထုံ၌မိဝဲသောသူညဉ်ညူးစွာပြုသောသူရုတ်ထုကိုကိုးကွယ်သောသူဖြစ်သော လောဘလွန်ကျူးသောသူတစုံတယောက်မျှခရစ်တော်နှင့်ဘုရားသခင်၏နိုင်ငံ၌မွေမခံရသည်ကိုသင်တို့သိကြ၏တည့်ပေါ်သောစကားဖြင့်အဘယ်သူမျှသင်တို့ကို မလဲ့ပြားစေနှင့်ထိုမူကြောင့်ဘုရားသခင်၏မျက်တော်သည်ငင်းဆန်တတ်တော်သူတို့ဘော်သို့တင်ရောက်ပေ၏ထိုကြောင့်သူတို့နှင့်ဆက်ဆံ၍မကျဉ်းချနှင့်အထက်ကာလ၌ပင်တို့သည်မောင်မွဲ့အသည့်ဖြစ်ကြ၏ယခုမူကားဘုရားသခင်၏အလင်းဖြစ်ကြ၏တို့ဖြစ်၍အလင်းဤသားကဲ့သို့ကျင့်နေကြလော ရှင်ယောဟန်ဩဝါဒစာပထမဆုံးခန်းကြီး၁ခန်းငယ်၆ငါတို့သည်ဖျားသခင်နှင့် မိထာယာဖွဲ့ပြီးဟုဆိုလျက်ပင်မှောင်မိုက်နိုင်ခြင်းလဲလင်တစ္ဆာတရားကိုမကျင့်မှုသာကိုတုံးသောသူဖြစ်ကြ၏ဆလပြီရှင်ဘောလူသည်အေဖဲမြို့မှာရှိတဲ့ယုံကြည်သူတွေကိုအလင်းရဲ့သားကဲ့သို့ခြင်းနေကြဖို့မှာကြားတယ်ဖရာရဲ့သားတွေဖြစ်တဲ့အတွက်ဖရာသခင်ခြင်းတော်မူသည့်ဤသူခြင်းကြံကြဖို့ဖြစ်တယ်ဒီနေရာမှာရှင်ဘောလူဆိုလိုတာကဖရာသခင်ကိုစိတ်နှလုံးထဲမှာပဲယုံကြည်ကိုးစားနေတာမျိုးမဟုတ်ဘဲ အပြင်ပန်းလက်တွေ့ဘဝတက်တာမှာပါဘုရားသခင်ကျင့်စေလိုတဲ့အတိုင်းဘုရားသခင်နည်းတူကျင့်ကြံပြုမှုနေတိုင်းလောက်ကံ့ကြဖို့ရင်ဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ယုံကြည်ကိုးကွယ်တဲ့သခင်ယေရှုခရစ်ကိုယ်ရန်ကဘုရားသခင်ရှင်မှာငွေးကြိမ်သောအနန္တရှိစေဖို့သူကိုယ်သူသူစက္ကပ်ပူဇော်သလိုပဲယုံကြည်သူတွေဒီလည်းယုံကြည်သူတွေလည်းချစ်ချင်းမြတ်တာအပြင်ကိုယ်ကိုယ်ကိုဘုရားသခင်ရှင်မှာငွေးကြိမ်တဲ့ရင်းနှီးများဖြင့် စက္ကပ်ပူဇော်ဖို့ရင်ဖြစ်ပါတယ်စက္ကပ်ပူဇော်ခြင်းလို့ပြောတဲ့အခါမှာကိုယ့်ရဲ့တက်တာကိုယ့်ရဲ့ရှင်သန်မှု ကိုယ့်ရဲ့ဘဝကိုဘုရားသခင်ရှေ့မှာဝေးချိုင်နေခြင်းနဲ့များဖြင့်တင်လူပူဇော်ရှင်သန်ကြဖို့ရင်ဖြစ်ပါတယ်ဆက်လက်ပြီးရှင်ဘောလူသည်မေတ္တာတရား၌ကျင်လည်ခြင်းမရှိတဲ့တက်တာစန့်ကျင်ဘဲတက်တာဘုရားသခင်ရှေ့မှာတန်ရှင်သူတွေဖြစ်တဲ့ယုံကြည်သူတွေနဲ့စန့်ကျင်တဲ့အရာတွေကိုဖော်ပြတယ် ဘုရားရှိခိုးတန့်ရှင်းတဲ့သူတွေဖြစ်တဲ့အတွက်မတရားတဲ့မိတုံမိဝဲတာတွေကိလေသာညှဉ်းညူတာတွေလောဘလွန်ကျူးတဲ့မှုတွေကိုရှောင်ကျဉ်ကြဖို့ရန်ဖြစ်ပါတယ်။ဒီအရာတွေကိုရှောင်ရှားလို့တန့်ရှင်းတဲ့သူဖြစ်တာမဟုတ်တော့လည်းပဲသခင်ရွှေ့သွေးတော်အဖင်ဘုရားသခင်ရှိခိုးတန့်ရှင်းတဲ့သူတွေဖြစ်ပြီးသားဖြစ်တဲ့အတွက်ဒီမကောင်းမသင့်ညှဉ်းညူတဲ့အရာတွေကိုရှောင်ကျဉ်ကြဖို့ရန်ဖြစ်ပါတယ်။ နောက်ပြီးတော့စကားပြောတာကအစမတော်မလျော်အညူပြက်ပြယ်သူများကိုပြက်ရဲတဲ့စကားတွေကိုပယ်ပြီးတော့မှကျေးဇူးတော်ချီးမွမ်းခြင်းစကားတွေကိုတန့်ရှင်းသူတွေအနေနဲ့ပြောဆိုကြဖို့ရန်ဖြစ်တယ်။ဘုရားသခင်ကိုယုံကြည်ပြီးတန့်ရှင်းသူဖြစ်ရင်ဘုရားသခင်ရဲ့သားတော်အတိုင်းကျင့်ကြံပြုမှုရန်ဖြစ်တယ်။ဘုရားသခင်ကိုတကယ်မယုံကြည်တဲ့သူတွေကတော့သူတို့နှလုံးသားထဲမှာဘုရားသခင်ကိုယုံကြည်ခြင်းဘုရားသခင်ရဲ့နိုင်ငံတော်တည်ထောင်ခြင်းမရှိတဲ့အတွက် မတရားတဲ့မေထုံ၌မိဝဲတဲ့သူညှဉ်းညူးစွာပြုတဲ့သူရုပ်တုကိုးကွယ်တဲ့သူလောဘလွန်ကျူးတဲ့သူတွေဖြစ်ပြီးတော့မှသူတို့တွေဟာခရစ်တော်နဲ့ဘုရားသခင်ရဲ့နိုင်ငံကို မွေခံရမှာမဟုတ်ဘူးအထူးသဖြင့်ရုပ်တုကိုးကွယ်တဲ့ဆိုတဲ့ကသူသည်သခင်ယေရှုနဲ့ဘုရားသခင်ကိုယုံကြည်တာမဟုတ်တဲ့အတွက်ဘုရားသခင်နိုင်ငံတော်ကိုမွေမခံရဘူးအဲ့တော့လျက်ပေါ်တဲ့ဇာတ်ရည်အပြင်ပေါ်ပေါ်တန်တန်ပြောတဲ့ဇာတ်ရည်ယုံကြည်ခြင်းမှာ ဘာပဲဖြစ်ဖြစ်ရပါတယ်ဆိုတဲ့စကားတွေနောက်ကိုမလိုက်နဲ့အဲ့လိုမျိုးလျက်ပေါ်တဲ့စကားတွေပေါ်ပေါ်ပြက်ပြက်နဲ့ပြောတဲ့ယုံကြည်ခြင်းကင်းမဲ့တဲ့စကားတွေကဘုရားသခင်ရဲ့အမျက်တော်ကိုသူတို့ပေါ်မှာကြားရောက်စေတဲ့အတွက်တည်ငြိမ်ရှောင်ကြဉ်ဖို့ရန်ဖြစ်ပါတယ်။အဲဒါကြောင့်သူတို့နောက်ကိုမပါသွားနဲ့သူတို့လိုချစ်ကြံပြုမှုခြင်းမရှိကြနဲ့လို့ရှင်ပေါ်လူမှာကြားတယ်။ရင်ချိန်လုံးကမှောင်ပိုက်ဘဝမှာကျင်လဲပေမဲ့အခုသာရောသခင်ရှုခရစ်တော်အားဖြင့်အလင်းထဲကိုရောက်လာတဲ့အခါမှာအလင်းရဲ့သားကဲသူ ကျင့်ကြံပြုမူကြဖို့ရင်ပဲဖြစ်ပါတယ်။ဆက်လက်ဆုတောင်းကြပါစို့။မြတ်တော်ရှင်သခင်ထာဝရမြတ်စွာဘုရားသခင်ဒီပနေခင်တဲ့အတွက်လဲကိုရဲကျေးဇူးတော်ကိုချီးမွမ်းပါတယ်။မနေ့တိုင်းဂယုနာတော်အစ်စ်ကိုခံစားရတဲ့ဒီနေ့တက်ဟာလဲဘုရားသခင်ကျွန်တော်တို့ပြင်ဆင်ပေးပြီးတော့မှတည်တဲ့ကောင်းကြီးပေးတဲ့နေ့တစ်နေ့ဖြစ်တယ်လို့ခံယူပြီးတော့မှဒီနေ့ကိုကောင်းမွန်ဆုံးသက်ရှင်သွားနိုင်ဖို့ကောင်းကြီးပေးပါအလင်းရဲ့သားကဲ့သို့ဖျားသားသမီးကဲ့သို့ ဘုရားကိုတူယူပြီးကောင်းတဲ့ခြင်းတွေကိုဆက်လက်ကျင့်ကြံပြုမှုနေကြဖို့ယင်ကျင့်စဉ်ကောင်းကြီးပေးတနာရမှုပါကာသပြေဝိညာဉ်ကိုပူပရမဒင်းလက်စီပါသရဉ္ဇဉ်ပညာဘုရားကိုပူပရသိလာဖို့ဘုရားရဲ့မြတ်တာကိုပူပရနားလည်လာဖို့ဘုရားနဲ့တစ်ထက်သေးကြသည်တည်းဂရရှင်ပြည့်စုံတဲ့ပမာဏယတိရောက်စေဖို့ဂရရှင်ဆက်လက်တွင်တင်ပြင်စဉ်ကောင်းကြီးပေးတနာရမှုပါစေုံစေကံတယောက်ကူတာမဲ့သူတွေအားလုံးကောင်းကြီးပေးပါ စေုန်နေမြန်စင်းစေဖို့ကိုရရှင်ပြင်ဆင်ကောင်းကြီးပေးပါကင်ဆာရောဂါဝေဒနာတွေများကြောက်ကဲ့ဆင်းနေရတဲ့သူများကိုလည်းအမြန်တက်တာကျန်းမာပျောက်ကင်းရသောခွင့်များကိုပေးသနာရမူပါလေဖြတ်ထားတဲ့သူတွေပြန်လည်ပုံမှန်လည်းပတ်နိုင်သည့်ဒီကိုရရှင်ကောင်းကြီးပေးပါစိတ်တကြနေတဲ့သူတွေဖျားနဲ့ပြန်လဲဘရန်လှည့်ဘရမဖျားရဲ့ဝိညာဉ်တော်အပြင်ဆယ်ဘရမအလင်းရဲ့တာကဲ့သို့ဒီမောင်မိတ်လောကထဲမှာသူများကိုအလင်းပေးသက်ရှင်နှံသူတည်တည်ဖြစ်စေဖို့ ောင်းကြီးပေးပါစစ်ဘေးရှောင်များပရရှင်ပါရှိကောင်းကြီးပေးပါသူတို့ပေါ်မှာတိုက်ခိုက်ခြင်းတွေကိုထမလို့စေဖို့လေပရရှင်တားမြစ်တော်မူပါမတရားတဲ့သူတွေကိုရရှင်ဆုံးမတန်ခတ်တော်မူပါသူတို့လက်နဲ့သူတို့ထီသူတို့မီးသူတို့လောင်သူတို့ထောင်ထားတဲ့သူတို့တွင်ပဲကြပြုံးမှာသူတို့ချင်းချင်းပြန်လဲထိခိုက်ပြီးတော့မှာပြိုကွဲသွားစေဖို့ကိုရရှင်ပြင်ဆင်ပေးပါ မာပြည်ကြီးကိုကောင်းကြီးပေးပါတရားဓမ္မဘက်မှာယက်တီရှင်တန်နေတဲ့သူတွေအားလုံးကိုလည်းကိုရရှင်အထူးပြင်ဆင်ကွဲကား ကောင်းကြီးပေးလေပို့ဆောင်တော်မူပါဂလင်တန်ခံရတဲ့သူတွေအားလုံးကိုလည်းကြည်ရှုကြပါနောက်ထပ်နောက်ထပ်ဂလင်ကြီးတွေလုံးဝမလုဆွေဘူးကိုရရှင်ထိန်ချုပ်ွယ်ကာပြင်ဆင်ကောင်းကြီးပေးသနာတော်မူပါကြောက်ရွံ့တုန်လှုပ်ရရှိတဲ့မိသားစုတွေတက်ကြီးရိုတွေအားလုံးကောင်းကြီးပေးပါဒီလိုအပူချိန်ထဲမှာသူတို့တွေခံစားနေရတာများရပါတယ်ကိုရောထို့အတွက်ကြောင့်သူတို့ကိုပြင်ဆင်ကောင်းကြီးပေးလေရာဒီဥဒုကအစနေ့ချိန်နဲ့နေအဖြစ်ညချိန်နဲ့လအဖြစ် ဒါသည်ဥရုတွေမြေကြီးတွေအားဖြင့်သူတို့ကိုမထိခိုက်စေဖို့ကိုရရှင်သူပြင်ဆင်ကောင်းကြီးပေးသနာရမူပါမည်ကြောင်းနဲ့မာပြည်ကြီးကို ချမ်းသာညီသက်ခြင်းပေးပါမည်ကြောင်းသခင်ယေရှုခရစ်တော်ဖျား၏နာမတော်မြတ်ကိုမြည်လေသနာခံဆုတောင်းကြပါရဖျားအာမင်